်မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာတိုက်ခိုက်များကိုကူညီရင်းအမေရိကန်အောက်လွှတ်တော်မှကြားနာရေးဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်စစ်အစိုးရကိုစန့်ကျင်သည့်ဒီမိုကရေစီအင်အားစုများအား Pharma Act ကိုတုံ့ပြန်တရုတ်တီအကူအညီပေးရန်ရမနီကပြုလုပ်သောမြန်မာအရေးချားနာပွဲအောက်လွှတ်တော်အစည်းအဝေးတွင် Atlantic Council ၏ Indo-Pacific လုံခြုံရေးအစီအစဉ်မှပြင်ပအကြီးအကဲအဖွဲ့ဝင်တအူးဖြစ်သူ Mrs. Kelly Crick ကပြောပါရယ်မြန်မာပြည်သူများကိုအကြမ်းဖက်တပ်ဖြတ်နေသောစစ်အစိုးရပြုလုပ်သည့်အတူရောင်ရွေးကောက်ပွဲကိုတွေ့ချရက်နှင့်ဒီမိုကရေစီရေးလှုပ်ဆောင်နေသူများအားအကူအညီပေးရန်ဒီလမ်းများဆွေးနွေးရာတွင်ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပါရယ်ထို့သောပြုလုပ်ရာတွင်အမေရိကန်အနေဖြင့်ဒီမိုကရေစီအင်အားစုများထိရောက်စွာပံ့ပိုးနိုင်သည့်ဒီလမ်းတင်များကိုထည့်သွင်းစဉ်းစားကြရန်လည်း၎င်းကတိုက်တွန်းခဲ့ပါရယ်အမေရိကန်မျိုးသားကောက်ွယ်ရေးလုပ်ပိုင်ခွင့်အဥပဒေ NDAA ဥပဒေအရမြမအရေးဖြည့်ရှင်းမှုတစိမ့်တစ်ပိုင်းအဖြစ် Pharma Act ကို American လွှတ်တော်၌2022ခုနှစ်ကအတည်ပြုထားပြီးဖြစ်တော်လဲ။ဘာချက်ခွဲဝေမှုနဲ့ပတ်သက်၍ American ထက်လွှတ်တော်နှင့်အောက်လွှတ်တော်ကြောင့်ကွာဟကြံ့ညာရှိနေပါတယ်။ထို့ပြင်အဆိုပါဆွေးနွေးပွဲတွင်မြမစစ်တပ်ကိုအထောက်ပံ့ပေးနေသောလက်နက်ပွဲစားများအားပိတ်ဆို့အရေးယူရန်စစ်တပ်ထံသို့လက်နက်စီစဉ်မှုဖြတ်တောက်ရန်နှင့်ဗန္ဒာရေးစီစဉ်မှုလမ်းကြောင်းများပိတ်ဆို့ရန်တို့ကိုလည်းဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ ဆလပီရွေးကောက်ပွဲမတိုင်မီစစ်ကော်မရှင်၏အရက်သားများကိုပြစ်မှတ်ထားတိုက်ခိုက်မှုကြောင့်မတ်ဖွဲ့မြင်ကွင်းဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်စစ်ကော်မရှင်ကရွေးကောက်ပွဲမတိုင်မီကရင်ပြည်နယ်နှင့်ကရင်ရှမ်းနယ်စစ်ဒေသများအတွင်အရက်သားများအပေါ်ပြစ်မှတ်ထားသည့်လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်မြှင့်လှုံ့ဆော်နေကြောင်း45 right နိုဝင်ဘာလ19ရက်နေ့တွင်ထုတ်ပြန်သည့်ကြောင်းမတ်ဖွဲ့မြင်ကွင်းအစီရင်ခံစာတွင်ဖော်ပြထားပါတယ်အဆိုပါဒေသများတွင်အရက်သားပြည်သူများအပေါ်အသက်အရွယ်ရှိစေသည့်တိုက်ပွဲများပေါ်ဆောင်လျက်ရှိပြီးစာတင်ကြောင်းများ ဖရာကျောင်းများ၊ဆေးဘက်ဆိုင်ရာအဆောက်အအုံများ၊စစ်ဆောင်စခန်းများကဲ့သို့အယက်သားအဆောက်အအုံများကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားသည့်လေကြောင်းတိုက်ခိုက်မှုများကိုပုံမှုအရှိန်အဟုန်မြင့်လှုံ့ဆော်နေခြင်းဟုဆိုပါရယ်။ယခုနှစ်ဇွန်လ25ရက်နေ့မှစတင်ဘာလ1ရက်နေ့အထိကယင်းပြည်နယ်နှင့်ကယင်းရှမ်းပြည်နယ်နယ်စပ်ဒေသတွင်စစ်ကောင်မရှင်ကလှုံ့ဆော်ခဲ့သည့်စုစုပေါင်းလေကြောင်းတိုက်ခိုက်မှု12ကြိမ်ကိုအစီရင်ခံစာတွင်မှတ်တမ်းတင်ဖော်ပြထားပြီးထိုတိုက်ခိုက်မှုများကြောင့်အယက်သားပြည်သူအနည်းဆုံး55ဦးသေဆုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့ကြောင်းပါရှိပါရယ်။ စာတင်ကြောင်းများဖရာကြောင်းများဈေးဘက်ဆိုင်ရာအဆောက်အုံများစပေးရှောက်စက်ခန်းများနှင့်လူနေအိမ်များပြည့်စည်ဆုံးရှုံးခဲ့ရပါတယ်။၎င်းကိုက်ခတ်မှုများကိုစစ်ရဇဝဲမှုအဖြစ်သတ်မှတ်နိုင်သည်ဟုထုတ်ပြန်ချက်တွင်ဆိုပါတယ်။အစီရင်ခံစာတွင်ပြီးခဲ့သည့်ဩဂုတ်လ18ရက်နေ့တွင်စစ်ကော်မရှင်ကကီနီပြည်နယ်မော်ချီမြို့၌လူအသေးပြောက်အများဆုံးလေကြောင်းတိုက်ခိုက်မှုများတဲ့မှတစ်ခုကိုလုံဆောင်ခဲ့မှုကြောင့်ကလေးသူငယ်များအပါအဝင်အရက်သားပြည်သူအ ਨੇ ဆုံး32ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်ကိုလည်းဖော်ပြထားပါတယ်။ မြင်ရတွေ့ရတာတော်တော်စိတ်ထိတ်ခိုက်စရာပါပဲတချို့အလောင်းတွေကနှဆစီဖြစ်နေပြီးတချို့သေဆုံးသူတွေဆိုအစာနှလုံးဝပျောက်ဆုံးနေပါတယ်လူတွေက Starlink သုံးဖို့ဂိမ်းကစားဖို့နဲ့မိသားစုမိတ်ဆွေတွေနဲ့ဆက်သွယ်ဖို့စုယုံနေကြတဲ့အချိန်မှာပဲပုံကျဲသွားတာဟုကရင်ပြည်နယ်ရဲတပ်ဖွဲ့မော်ချီမြို့နယ်စက္ကန်းမှုဦးစောကလုံမှုတူကအစီရင်ခံစာတွင်ပြောထားပါတယ် အဆိုပါကာလာတွင်စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုများသည့်တရားဝင်စစ်ရေးရည်ရွယ်ချက်တစုံတရာအတွက်မဟုတ်ပေအယက်သားပြည်သူများသာရှိသည့်နေရာဒေသများကိုပြစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်းလဲ45 right ကဆိုပါတယ်အဲဒီလိုရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုတွေကိုတက္ကပါလုံးကချက်ချင်းတားဆီးအရေးယူရမယ့်အချိန်မှာအားလုံးကစောင့်ကြည့်ပြီးနှုတ်ဆက်နေကြတယ်ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးထားခြင်းကလူသက်ပေါင်းများစွာကိုစုံရှုံရစေနိုင်ပါတယ်ဟု45 right မှာလူခွင့်ရတက်ကြွလှရှာသူစိုင်းအာကာကပြောပါတယ် မူလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင်အခြားအဖွဲ့ဝင်နိုင်ငံများအနေဖြင့်စစ်ကော်မရှင်အကြံဖက်အုပ်ချုပ်မှုကိုဆက်လက်အထောက်အပံ့ဖြစ်စေသည့်လေရင်စီနှင့်လက်နက်တင်ပို့မှုများကိုချက်ချင်းပိတ်ပင်တားဆီးတဲ့ကြောင်းထပ်မံဖြစ်ပွားနေစေအစုလိုက်ပြုံလိုက်အကြံဖက်တပ်ဖြတ်မှုများအတွက်တာဝန်ရှိသူများကိုအပြစ်ပေးအရေးယူတင်ကြောင်းလည်းသူကတောင်းဆိုပါတယ်။ရှင်းအစီရင်ခံစာတွင် 45right မှတိတိကျကျစုံစမ်းစစ်ဆေးနိုင်ခဲ့သည့်တိုက်ခိုက်မှုများကိုတောင်းဖော်ပြထားပြီး အစီရင်ခံစာရေးသားချိန်အတွင်းကရင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်ဖြစ်ပွားခဲ့သည့်လေကြောင်းတိုက်ခိုက်မှုအလုံးပါဝင်ခြင်းမရှိဘူးလည်းအသိပေးထားပါသည်။ခုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လက်ရှိတွင်အရက်သားပြည်သူများအပေါ်ပြင်းထန်ထားလေကြောင်းတိုက်ခိုက်မှုများအပြင်နိုင်ငံရေးတာခံများအပေါ်ပြင်းပနှိပ်စက်ခြင်းမတရားဖန်ဆီးအကျဉ်းချခြင်းတပ်ဖြတ်ခြင်းတို့ကိုဆက်လက်ကျူးလွန်နေသည့်ကြောင့်မှစစ်ကောင်မရှင်စီစဉ်နေသည့်ရွေးကောက်ပွဲကိုလည်းအတိမတ်မပြုရန် 45right ကတောင်းဆိုထားပါသည်။ ဆက်လက်ပြီးအနောက်အင်အားကြီးနိုင်ငံအချို့ဤစီးပွားရေးပိတ်ဆို့မှုနဲ့မီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများခံရဟုမျိုးစောပြောတဲ့ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်အာဏာသိမ်းထားသောစစ်တပ်ကအနောက်အင်အားကြီးနိုင်ငံအချို့ဤစီးပွားရေးပိတ်ဆို့မှုနှင့်မီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများခံရကြောင်းမင်းအောင်လိုင်ခန့်ထားသောဝန်ကြီးချုပ်ဆိုသူဝေချုံဟောင်းမျိုးစောကပြောဆိုပါရယ်။ရမန်နေနေပြည်တော်တွင်ပြုလုပ်သောစစ်ကော်မရှင်တွင်၎င်းကအချက်ပါတိုင်ပြောဆိုခြင်းဖြစ်ပါရယ်။လက်ရှိမိမိတို့နိုင်ငံအပေါ်အနောက်အင်အားကြီးနိုင်ငံတချို့နှင့် ၎င်းတို့ဩစာလွှမ်းမိုးခံနိုင်ငံများအနေဖြင့်စီးပွားရေးပိတ်ဆို့အရေးယူဆောင်ရွက်မှုများမီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများဆောင်ရွက်လျက်ရှိကြောင်းလက်ရှိကာလတွင်နေဆက်ဒေတာများကိုအခြေပြု၍ဖြစ်ပေါ်လျက်ရှိသောနိုင်ငံဖြတ်ကျော်မှုကိန်းများနှင့်နေဆက်အခြေပြုလက်နက်ကိုင်အဖွဲ့အစည်းများကကာစီနိုနှင့်အွန်လိုင်းလောင်းကစားခြင်းများကိုနိုင်ငံတကာရာဇဝတ်အဖွဲ့များနှင့်အတူကျူးလွန်ဆောင်ရွက်နေသည့်အတွက်ထိထိရောက်ရောက်ရှင်းလင်းဆောင်ရွက်နေကြောင်း၎င်းကဆိုပါသည် စစ်တပ်က2023ခုနှစ်အောက်တိုဘာလမှစ၍2025ခုနှစ်နိုဝင်ဘာလလည်းအထိနှစ်နှစ်ကျော်ကာလအတွင်းမြန်မာတို့အိမ်နီးချင်းနိုင်ငံများမှတက်ဆင်တရားမဝင်ရောက်လာခဲ့သည့်နိုင်ငံပေါင်း52နိုင်ငံမှနိုင်ငံခြားသား6809ဦးကိုအိမ်နီးချင်းနိုင်ငံများမှတက်ဆင်သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းအိမ်နီးချင်းနိုင်ငံလမ်းကြောင်းများမှတက်ဆင် မိမိတို့နိုင်ငံအတွင်းတရားမဝင်ဝင်ရောက်လာပြီးနေဆက်ဒေတာများတွင်အခိုင်အမာအခြေချ၍ online လိမ်လည်မှုများကျူးလွန်နေသည့်လောင်းကစားအဖွဲ့များကိုလည်းအမျိုးသားရေးတာဝန်တရက်အဖြစ် entire ရှင်းလင်းဖယ်ရှားဆောင်ရွက်လျက်ရှိကြောင်းညိုစောကဆက်လက်ပြောဆိုပါရယ်အကြံဖတ်စစ်တက်ခန့်ညိုစောကထို့သို့ပြောဆိုတော်လဲလက်တွေ့မြန်မာနိုင်ငံတွင်ကြားဖြန့် online လိမ်လည်မှုများအမြင့်ပြတ်သွားခြင်းမရှိသေးပေပိုမိုတိုးပွားလာနေကအမေရိကန်ပြည်ထောင်စုကကြားဖြန့်တိုက်ဖြတ်ရေးအထူးအဖွဲ့ဖွဲ့စည်းရသည့်အခြေအနေများဖြစ်ပေါ်လာနေပါရယ်လက်ရှိကရင်ပြည်နယ်မြဝတီမြို့နယ်တွင် စစ်တပ်နှင့်လက်အောက်ခံ PDF များကခေကေပတ်နှင့်ရွှေကုတ်ကိုတွင်ကြာဖြတ်နေနေရေးဟုအမိတက်၍ဝင်ရောက်စီးနှင်ဖန်ဆီးမှုများအတချို့လှုပ်ဆောင်နေတော်လေ PDF ကကြာဖြတ်တရုတ်တတိများနှင့်ရထိုက်ကုမ္ပဏီတာဝန်ရှိသူများကိုဝင်ရောက်မစီးနှင်းမီဘေးလွတ်ရာနေရာများသို့ခေါ်ထုတ်မှုများဖြစ်ပေါ်လျက်ရှိပါသည်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမှစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်လက်အောက်ခံနေကြသောစောင့်တပ်များကရာဇဝတ်လုပ်ငန်းများကိုအာဏာသိမ်းစစ်တပ်၏အကအကွယ်ဖြင့်ပြန်လည်လုပ်ကင်ခဲ့ကြသော ထို့ကြောင့်လက်ရှိအကြက်တဲများ၏အဓိကတရက်ခံမှာအကြံဖက်စစ်တပ်သားဖြစ်ကြောင်းနိုင်ငံတကာကစိုက်ပါလိမ့်လည်မှုများကိုနှိမ်နှင်းရန်ကြိုးစားလာသောကြောင့်စစ်တပ်က KK ပတ်ကဲ့သို့သောငွေကြေးလိမ့်လည်မှုစင်တာများကိုအယောင်ပြဖြိုခွင်းပြပြီးကရင်ပြည်နယ်၏အခြားနေရာနှစ်ခုသို့ပြောင်းရွှေ့ကောင်းငွေကြေးလိမ့်လည်စင်တာများပြန်လည်လက်ပတ်နိုင်ရန်စီစဉ်နေမှုကို NUG ကအထူးသတိထားစောင့်ကြည့်လျက်ရှိကြောင်း NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလကနိုဝင်ဘာလ19ရက်နေ့တွင်ထုတ်ဖော်ပြောဆိုထားပါသည် ဆက်လက်ပြီးတက္ကသိုလ်ကျောင်းသူကျောင်းသားတွေကိုကြိုတင်မဲပေးဖို့ဖိအားပေးမဲစင်းရဲမှာအမည်နံပါတ်မပါရင်တက္ကသိုလ်ဝင်ဆောင်ဝတ်ဝဲဖြည့်ခွင့်မပေးဘူးလို့စစ်အုပ်စုချိန်ချောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာပြုလုပ်မယ့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကြိုတင်မဲပေးကြဖို့မန္တလေးမြို့ကရက်ကွက်တွေမှာအုပ်ချုပ်ရေးပိုင်းကဖိအားပေးနေတယ်လို့ဒေသခံတွေကပြောပါရယ်ရက်ကွက်တွေမှာကြိုတင်မဲပေးကြဖို့ကားနဲ့လိုက်လံတတိပေးကြညာတာမျိုးအောက်ခြေအဆင့်အုပ်ချုပ်ရေးပိုင်းဖြစ်တဲ့ဆယ်အိမ်မှုရာအိမ်မှုတွေကနေတက်စင် ပြောဆိုတာတွေပြုလုပ်နေပါတယ်။ကားနဲ့ညနေဆိုရင်လိုက်អော်ပြီးចောင်းသားရှိတဲ့အိမ်ဆိုရင်အိမ်အထိရောက်လာပြီးជូតင်းမဲပေးဖို့လာပြောသွားတာလို့မဟာအောင်မြင်မှုနယ်မှာနေထိုင်သူတအူးကပြောပါတယ်။ကျိုတင်မဲကိုရက်ွက်ယုံဓမ္မယုံတွေမှာပေးရမှာလို့သိရပါတယ်။ရွှေကောက်ွယ်ကျင်းပမဲ့လာမဲ့ဒီဇင်ဘာ28ရက်မှာတက္ကသိုလ်တွေဖွင့်နေပြီဖြစ်ပြီးចောင်းသူចောင်းသားတွေចောင်းတက်နေရမှာဖြစ်တယ်လို့မဲဆန္ဒနဲ့ပြင်ပကတက္ကသိုလ်တွေမှာသွားတက်နေကြမဲ့အချိန်လည်းဖြစ်နေတယ်လို့စစ်ကောင်စီရဲ့ရွှေကောက်ွယ်ကော်မရှင်ကဆိုထားပါတယ်။ ။ဒါကြောင့်မဲပေးခွင့်မဆုံးရှုံးရအောင်ဆိုတဲ့အကြောင်းပြချက်နဲ့အသက်၁၈နှစ်ပြည့်ပြီးတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအနေနဲ့လက်ရှိနိုဝင်ဘာလ၁၈ရက်နေ့ကနေ၂၁ရက်အတွင်းချိုးတင်မဲပေးသွားကြဖို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကစော်ဩထားတာပါ။ကျိုးတင်မဲမပေးရင်တက္ကသိုလ်ကောလိပ်ကျောင်းအလက်မခံဘူးလို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒီသတင်းတွေကိုသတင်းဌာနကအတည်ပြုနိုင်ဖို့စူးစမ်းနေပါတယ်။ ကြပြင်းအေယာဝတီတိုင်းကမြို့နယ်တွေမှာလည်းအာနာသိန်းစေအုပ်စုကအသက်18နှစ်ပြည့်ပြီးမှတ်ပုံတင်မရှိမဲစရင်မှာနာမည်နဲ့နံပါတ်မပါရင်စာမှုပွဲဖြေခွင့်မရှိဘူးလို့ PR ပေးနေတယ်လို့ចောင်းသားနဲ့မိဘတချို့ကပြောပါတယ်။ဒါကြောင့်မှတ်ပုံတင်မရှိသေးတဲ့ចောင်းသားတွေဟာမဲစရင်မှာအမည်ပါဖို့အသေးအတန်လိုက်လုပ်နေကြရတယ်လို့သူတို့ကပြောပါတယ်။မဲစရင်မှာအမည်မပါရင်အိမ်တော်စုစရင်နဲ့မှတ်ပုံတင်မိတူတွေကိုစစ်တပ်ခန့်အုပ်ချုပ်ရေးမှုတွေထံပေးပြီးလုပ်လို့ရတယ်လို့သိရတယ်။ ။အေယာဝတီတိုင်းတိုင်းလုံးကအကြောင်းသားတွေအခုလိုမဖြစ်မနေမဲပေးဖို့အကြက်ကင်ခံရတယ်လို့ထင်ပါတယ်လို့အကြောင်းသားတအူးကပြောပါတယ်။အာနာသိန်းစစ်တပ်ကလာမယ့်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်းတည်းအဖြစ်မြို့နယ်တရားနှစ်ခုမှာကျင်းပမယ်လို့ဆိုပါတယ်။